လလုံးမြို့နယ်မောမကန်ရဲစခန်းတက်ခိုက်ခံပြီးတဲ့နောက်ရဲစခန်းရှုံကွင်းလန်းဖြစ်တဲ့မောမကန်ရေဘူးစမ်းပတ်လန်းကိုဆက်အာနာရှင်တပ်ကဖျက်ဆီးတော်လာခင်းပစ်လိုက်ပါတယ်ရဲစခန်းတက်ခိုက်ခံရပြီး6ရက်ကြာနိုဝင်ဘာလ10ရက်နေ့မှာအိုးဝေတုံပြီးအငှားရင်တစည်းဟာဒွေမျိုးကနေပတ်တဲ့အင်းရွာဘက်ကိုသွားဖို့အဲ့ဒီလမ်းဘက်ကိုဖျက်ဆီးလာတဲ့ချိန်ဆက်အာနာရှင်တပ်ကတနက်နဲ့ပစ်ခတ်တားဆီးခဲ့တာပါ အဲ့ဒီညင်မောင်းကိုရတန်းဆစ်ဆစ်ပြီးတဲ့နောက်လမ်းဘိုင်းကိုဖြတ်တန်းတုံးမပြူကြဖို့ပြောလိုက်တယ်လို့သူပြီးညင်မောင်းတဲ့ဒေသခံတချို့ကပြောဆိုပါတယ်။အဲ့ဒီလမ်းဘိုင်းကမမကန်ရေဘူးစမ်းကနေမမကန်ကျေးရွာမှာရှိတဲ့ဆေးရုံနောက်ကိုဖောက်လို့ထားပြီးမမကန်ရဲစခန်းရဲ့အနောက်ဘက်မှာရှိတဲ့အတွက်ရဲစခန်းရှောင်းကွင်းလမ်းလဲဖြစ်ပါတယ်။မမကရဲစခန်းကိုရှောင်းကွင်းသွားလာခြင်းနဲ့ခရီးသွေးတွေဟာအဲ့ဒီလမ်းဘက်ကိုအများဆုံးတိုးပြကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မှာတော်လိုင်းရေးပူပေါင်းတပ်တွေကမမကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ကမိရှုဖျက်ဆီးခဲ့ပြီးတဲ့နောက်ဆရာလာရှင်တပ်ကအဲ့ဒီလမ်းပိုက်ဖြတ်တန်းသွားလာတာကို တားမြင်လိုက်တာပါ။ဒါကြောင့်ဒေသခံခရီးသွားတွေဟာအခုလက်ရှိမှာတော့မမကန်ရဲစခန်းရှိကနေပဲဖြတ်တန်းသွားလာနေကြရပြီးဆရာလာရှင်တပ်ကလည်းအရင်ကတည်းကအစစ်ဆေးပုံမှုတင်းကျပ်ထားတယ်လို့ဆိုပါတယ်။ ဒါပြင်ဆရာနာရှင်တက်ကဆန်းတယူခွင့်ကိုလည်းကတ်သက်ထားတာကြောင့်ဒေသခံပြည်သူအချို့ခက်ခဲဖြစ်နေကြရတယ်လို့သိရပါတယ်။တော်ရည်ပူပေါင်းတက်တွေတေးပိုက်မီရှုခဲတဲ့မမကန်ရဲစခန်းကိုအခုလက်ရှိဆရာနာရှင်တက်ကပြန်လဲထိ ंछ ုပ်ထားပြီးစခန်းပြန်ဆောက်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။အဲဒီလိုပြန်လဲဆောက်လုပ်နေတဲ့ချိန်ဆရာနာရှင်တက်ဟာမမကန်နယ်မြေရဲစခန်းဝန်ကျင်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတွေထွက်ပြေးတေးရှောင်နေကြရပါတယ်။